ာပါရှင်။ကျမကတော့ဒီနေ့စံသားကျမရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအတွေ့အကြုံဝေးမျှရင်ဆွေးနွေးသွားကြမယ်။စကားဝိုင်းလေးရဲ့စီစဉ်တင်ဆက်သူဖြစ်ဆောင်ရွက်သွားမယ်။ဒေါက်တာဆွေးမှုဖြစ်ပါတယ်ရှင်။ဒီနေ့စကားဝိုင်းလေးကတော့လူများစိတ်ဝင်စားကြတဲ့ issue တစ်ခုဖြစ်တဲ့သပင်းကျွတ်တာမျိုးဖြစ်လာရင်ဘယ်လိုရင်ဆိုင်ဖြစ်ရှင်းကြမလဲဒီသပင်းကျွတ်ချင်းကိုဘယ်လိုမျိုးနှီးလန်းနေနဲ့ကောက်ွယ်လို့ရနိုင်တယ်လဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ ဒီပြဿနာတွေကိုကိုရိုင်းရင်ဆိုင် ဖြေရှင်းအောင်မြင်နိုင်ခဲ့တဲ့ဆရာဒေါက်တာချန်းချင်းကျော်နဲ့အတူအလပရေးရာကျွမ်းကျင်ဆရာဝန်တဦးဖြစ်တဲ့ဆရာမဝင်းလဲဖြူတို့ကဆင်နွေပြီးတော့မှအတူတကွမျှဝေသွားကြမယ်စကားဝိုင်းလေးပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါဆရာရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ င်္ဂလာပါဆရာမရှင်မင်္ဂလာပါရှင်ဟုတ်ကဲ့ပါရှင်ဟိုစပင်းဆိုတာတော့ပေါ့နော်လူတယောက်ရဲ့တွင်ပြင်ပေါ်မှာအများကြီးတက်ရောက်တယ်ပေါ့နော်ဒါကြောင့်လည်းပဲစပင်းကိုဒုတိယမျက်နှာလို့လည်းတင်စားကြရတယ်ပေါ့နော်ဒီလိုမျိုးစံသားကျမ်းမာရေးမကောင်းရင်ပေါ့ဥမာစပင်းကျွတ်တာမျိုးဖြစ်လာပြီဆိုလို့ရှိရင်ဒီမျိုးသားတွေပဲဖြစ်ဖြစ်ညီမတို့လိုမျိုးသမီးတွေတွေပဲဖြစ်ဖြစ်ပေါ့နော်အရင်လဲဒီစိတ်ဖိစီးရပါတယ် ဟိုတခြားလူတွေတော့ဘယ်လိုနေမယ်မသိပေမဲ့ဟိုညီမဆိုလို့ရှိရင်ဒီသပင်ကျွတ်တယ်ဆိုလို့ရှိရင်အရင်လဲ CPC ရပါတယ်ဟိုဆရာရောဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်လဲဆရာဟောသပင်ကျွတ်တာကတော့လေသူများတွေတော့ခံစားချက်တော့မသိဘူးပေါ့နော်အဲဒီကကျွန်တော်ကိုယ်တိုင်သပင်ကျွတ်ခဲ့ဘူးတော့လေသပင်ကျွတ်ခဲ့ဘူးတဲ့ဒီသပင်ကျွတ်တဲ့ဝေဒနာကိုခံစားရဘူးတဲ့အခါမှာလေကျွန်တော်ရုပ်ပိုင်းဆိုင်ရာမှာသွားပြီးတော့ထိခိုက်မှုတွေရှိလာတယ်ကျွန်တော်အပြင်သွားတဲ့အခါမှာကျွန်တော် anxiety တွေပေါ့နော်စိတ်ပူပန်လာတယ်ကော်ဖီတက်နေကြလာတယ်ပေါ့နော် အဲ့လိုမျိုးတွေဖြစ်တယ်အဲ့ကြာလာတဲ့အခါမှာကိုကကိုယ့်အကို confidence မရှိတော့တဲ့အခါမှာကိုယ်စိတ်ပိုင်းဆိုင်ရာမှာတွားပြီးတော့ impact တခုဖြစ်စေတာပေါ့နော်အော်ဇပင်းကတကယ်တမ်းကျတော့ဟိုယောက်ျားလေးတွေတော်တိတ်ပြီးအေးမပါဘူးလို့ထင်ကောင်းထင်နိုင်ပေမဲ့လည်းတကယ်တမ်းခံစားလာတဲ့အခါမှာတော်တော်ကြီးစိတ်ထဲမှာအဆင်မပြေဘူးစိတ်ဖိစီးတာပေါ့လေဟုတ်ကဲ့ပါဆရာဟုတ်ဇပင်းကျွတ်တဲ့ပြဿနာကတော့နော်အမျိုးသားဖြစ်ဖြစ်မျိုးသမီးဖြစ်ဖြစ်တော်တော်လေးစိတ်ဖိစီးရပါတယ်ဟုတ်ကဲ့ဆရာဒီဆရာပေါ့နော် ဟိုဒါနဲ့ပတ်သက်ပြီးတော့ hair transplant ကုထုံးမယူခင်ပေါ့နော်ဒီကြုံတွေ့ခဲ့ရတဲ့ဆရာရဲ့အတွေ့အကြုံလေးတွေလည်းမျှဝေပေးပါအောင်ဆရာဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကျွန်တော် hair transplant မလုပ်ခင်မှာကျွန်တော်ဒီနှစ်ပိုင်းမှာ hair transplant ကိုစလုပ်ပြတယ်ပေါ့နော်လုပ်လိုက်တယ်။အော်ကျွန်တော်ကအရင်တော့သပင်ရှည်တဲ့တယ်မှာပါတယ်။ကျွန်တော်ចောင်းသားဘွားတော့ဆိုရင်ကျွန်တော်တို့ခက်ကဟက်ကတ်တို့ခက်ပြသပင်ရှည်ထားတဲ့ခက်ဆိုတာလေသပင်ရှည်နဲ့ဒါပေမဲ့ကျွန်တော်တို့ဒီအသက်20ကျော်29 28လောက်ရောက်တဲ့စီမှာ စပင်းနဲ့တဖြည်းဖြည်းကျွတ်လာတာပေါ့နော်အရင်ကြီးတော့ worry မဖြစ်ဘူးဘာကြောင့်လဲဆိုတော့ယောက်ျားလေးတွေကစပင်းတော်ရုံတန်ရုံကျွတ်တာလားကိုကျွန်တော်တို့ကမမှုဘူးဗျာတိတ်ပြီးတော့လေဘာမှတိတ်ပြီးမစင်စားအောင်ဒါပေမဲ့ဒီတိုင်းထားလိုက်တဲ့အခါမှာသူက30ကျော်လား30 20 33လောက်ကြာမှာဘာဖြစ်လာလဲဆိုပို့ပြီးတော့ဆိုးလာစပင်းကျွတ်လာတာဆိုးလာတော့အဲ့ဒါလည်းတိတ်ပြီးတော့အာယုံမရှိသေးဘူးကျွန်တော်အနောက်ကစပင်းကိုဆွဲချပြီးဖုံးထားလိုက်တာဗျာဒါဖုံးထားပြီးတော့အေးဆေးသေးပဲနေတူကောင်းဒါပေမဲ့ 34လောက်ကြားတဲ့ဒီမှာအဲ့ဒီဖုံးထားတဲ့စပင်တွေပါလိုက်ပြီးပါလာပါလာတော့အဲ့ဒီအချိန်မှာမှာအဒါကို action ယူရတော့မယ်ဒီဥစ္စာကိုကျွန်တော်တို့လွှတ်ထားလို့မရဘူးဆိုတော့ကြည်လိုက်တဲ့စီမှာကျွန်တော်ရဲ့ hairline တွေကတဖြည်းဖြည်းအနောက်ကိုရောက်သွားပြီပေါ့နော်အော်အဲ့လိုအချိန်တွေမျိုးဆိုရင်တော့ဟိုကျွန်တော်တို့မှ နောက်ကျသွားတယ်ပေါ့နော်ကျွန်တော်စိတ်ပိုင်းဆိုင်ရာတွေရောရုပ်ပိုင်းဆိုင်ရာတွေရောသွားပြီး impact တကူသွားဖြစ်စေပါတယ် ဟုတ်ကဲ့ပါဆရာဒါဆိုလို့ရှိရင်ဆရာပေါ့နော်အခုဒီ hair transplant treatment လေးယူပြီးသွားတဲ့နောက်မှာရောဆရာဒီဟာနဲ့ပတ်သက်ပြီးရောဘယ်လို maintenance လေးလုပ်လဲမသိဘူးဆရာဒါလေးလည်းမျှဝေပြပါအောင်ဆရာဟုတ်အော်ကျွန်တော် hair transplant လုပ်ပြီးတော့အဓိကကတော့သပင်ဆက်ပြီးတဲ့နောက်ပိုင်းမှာဒီသပင်လေးတွေပြန်ပြီးတော့ site တဲ့သပင်လေးတွေပို့ပြီးတော့တံမာလာစေဖို့ရယ်နောက်တစ်ခုကတော့ကျွန်တော်ငကိုမဆိုင်ထားတဲ့နေရာသပင်တွေထပ်ပြီးမကျွတ်အောင်ပေါ့နော်ကျွန်တော် lifestyle လေးကိုတော့အဓိကသတိထားဖို့လိုတာပေါ့နော်အော်ကျွန်တော်ကိုယ်တိုင်ကဘာတွေလုပ်လဲဆိုတော့အဓိကတော့ healthy lifestyle ဘက်ကိုသွားတာပေါ့နော်အဓိကတော့အသားဓာတ်လုံလောက်အောင်စားတာမျိုးတွေအော်သပင်မှာဆိုရင်သပင်ကျန်းမာရေးအတွက်ပေါ့နော်အဲ collagen နော် collagen လိုအပ်တဲ့ supplement လေးတွေ vitamin C လိုအားမျိုးလေးတွေ ကျွန်တော်သဘင်အတွက်ကိုအကျိုးပြုစေမဲ့ဟာလေးတွေကိုကျွန်တော်တောက်ဖြစ်တယ်။နောက်ပြီးတော့ညာဘက်အိတ်တဲ့ခါမှာလည်းစိတ်ဖိတည်မှုရော့အောင်ဆိုပြီးတော့ကျွန်တော်တို့ stress release ဖြစ်စေမဲ့နီလန်းလေးတွေပေါ့နော်။ဥပမာအဲတယောက်နဲ့တယောက်တော့မတူကြဘူးပေါ့ဗျာကျွန်တော်ကျတော့လေ့ကျင့်ခန်းလုပ်တာဝါသနာပါဆိုတော့ကျွန်တော်ကျင်ကစားတယ်လေ့ကျင့်ခန်းလုပ်တယ်ပြီးတော့ညဘက်ကိုအိတ်ဝါအောင်ဟိတ်တယ်ဒါပေမဲ့ဟို သူများတွေကိုတွားပြီးတော့ stress relief ဖြစ်အောင်ဂျင်ကစားဆိုပြီးတော့တွားပြီးသွန်းအားပေးလို့လည်းမရဘူး။နော်တချို့တွေကြတော့ဒါကိုစိတ်ပုံရံစားအောင်သူတို့ journaling လုပ်တာတွေတချို့တွေဆိုရင်အိမ်မွေးသေးဆန်လေးတွေနဲ့ရှောက်သွားတာမျိုးလေးတွေသူတို့ဒီ stress တွေ relief ဖြစ်မှာပဲကျွန်တော်တို့ဒီသပင်ကြွတာကိုနောက်ဆက်တွဲကိုကာကွယ်နိုင်မှာပေါ့နော်။ဒီလိုမျိုးလေးတွေလုပ်တယ်။နောက်တနည်းကိုရေဆိုလည်းကျွန်တော်3လီတာလောက်တော့တတိထားပြီးတော့တောက်ဖြစ်တာပေါ့နော်။ ဟိုဆင်မားကလည်းအလှပရေးရာကျွမ်းကျင်ဆရာဝန်တအူးလည်းဖြစ်တယ်နောက်ပြီးတော့အမျိုးသမီးလည်းဖြစ်တဲ့ခါကျတော့ဒီသဖြင့်ချွတ်တာနဲ့ပတ်သက်ပြီးတော့ဘလိုကြောင်းရာတွေကိုထပ်ပြီးတော့မှဟိုဖြစ်ဆက်ပြီးတော့မျှဝေခြင်းမှန်တည်လေဆရာမရှင်ဟုတ်ကဲ့အဟုတ်ကဲ့ပါခုနဒေါက်တာပြောသလိုပဲပေါ့နော်အကိုကိုနိုင်လည်းအမျိုးသမီးတအူးဖြစ်တယ်အအစတိရှူတောင်းကကြီးမယ်ဆိုလို့ရှင်လည်းဒီအမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ပေါ့နော်ဥယျာဗျာနဲ့ဆန္ဒကျမ်းမာရေးဆိုတာတကယ်ကြီးပါတဲ့ခန္ဓာဖြစ်နေတာပေါ့နော်ဟိုအရင်တော့ဆိုလို့ရှင်တော့ဒီစေကမ်းမှာဒီသဖြင့်ချွတ်တာပါတာ နည်းဆိုလာမပြသေးဘူး။အတော်တော်ကြီးဟိုမှအဲကျုပ်ပြီးတော့ပြောင်းသွားတယ်ဆိုတော့မှဒီအသက်50လောက်ဝန်းကျင်အဲ့လောက်ကြမှာပဲအဂရုတဆိုင်နဲ့လာလာဖို့တတိရရတယ်ပေါ့နော်။အခုနောက်ပိုင်းမှာတော့ဒီအသက်30ဝန်းကျင်25-30ဝန်းကျင်လောက်နေတဲ့ဟိုပဲစပင်ကျွတ်တယ်ပါတယ်ဆိုပြီးတော့လာပြီးတော့ treatment ခံယူကြရပေါ့နော်အဲဆိုလိုရတဲ့ဘောကဒီစံသားချက်မရည်နဲ့ပတ်သက်ပြီးတော့တော်တော်များများပို့ပြီးတော့အလေးထားကယူဆိုင်လိုက်ဆိုင်လာကြရတဲ့ဆိုတဲ့သဘောပေါ့နော်ဟုတ်ကဲ့ပါဆရာမ ဟုတ်ကဲ့ပါရှင်ဒီနေ့စံသားကျမ်းမာရေးအကြောင်းစကားဝိုင်းလေးကိုကုညီပံ့ပိုးပေးတာကတော့ဩစတြေးလျနိုင်ငံကနေထုတ်လုပ်တဲ့ Fisher နဲ့ Fisher Premium မှာဖြစ်ပါတယ်ရှင်ဒီ Fisher နဲ့ Fisher Premium မှာဆိုရင်တော့စံသားကျမ်းမာရေးအတွက်အရေးကြီးတဲ့ဥယျာဉ်ပြတွေးလည်ပတ်မှုကောင်းမှုအတွက်ကုညီထောက်ပံ့ပေးနိုင်တဲ့ Hostel Equestrian Avancee နဲ့ဇင်းလို့လည်းပါဝင်ပါတယ်။ဒါအပြင်ပေါ့နော်ဒီစံသားကျမ်းမာရေးအတွက်အရေးကြီးတဲ့ Marine College နဲ့ပဲဒီ Fisher နဲ့ Fisher Premier မှာပါဝင်ပါတယ်။ဒီ Fisher နဲ့ Fisher Premier မှာပါဝင်တဲ့ Marine College ညာဆိုရင် Hydrolyze College အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့ဦးလန်းချောင်းကနေပြီးတော့မှဆုပ်ယူမှုကိုလည်းအားကောင်းစေပါတယ်။ ဒီလိုမျိုးဒီကလဂျင်တွေကိုဖြည့်ဆွက်ပေးရုံနဲ့မကဘဲနဲ့ခန္ဓာကိုယ်မှာနေပြီးတော့မှကလဂျင် biosynthesis ကိုအားကောင်းစေဖို့အတွက် ascorbic acid နဲ့ဆင်းလို့လည်းပဲ fisher နဲ့ fisher premium မှာ ပါဝင်ပါသေးတယ်။ကြပြင်ဒီကလဂျင်တွေကိုဖြည့်ဆည်းနေတဲ့ဒီ free radical တွေကိုတားဆီးဖို့အတွက်ဆိုရင်လည်းပဲ powerful antioxidant တွေဖြစ်တဲ့ grape seed extract ascorbic acid lycopene အစရှိတဲ့ antioxidant တွေလည်းပဲထပ်မံပါဝင်ပါတယ်။ ဒီဆန်သားကျန်းမာရေးအပြင် အသားရည်ကိုအတွင်းပိုင်းအထိကြည်လင်ဝင်ပါစေတဲ့ Advanced Glutathione Complex ဆိုရင်လည်းပဲ Fisher Premium မှာထပ်မံပါဝင်ပါသေးတယ်ရှင်။ဆန်သားလှပတာတစ်ခုတည်းကိုပဲ focus လုပ်တာမျိုးမဟုတ်ဘဲနဲ့ self care တစ်ခုအနေနဲ့ beauty or healthy or better lifestyle တစ်ခုကို ပိုင်ဆိုင်မှုဆိုရင်တော့ facial နဲ့ facial premium ကတကယ်ကို daily routine မှာနေ့စဉ်တောက်သုံးသင့်တဲ့ premium supplement တစ်ခုဖြစ်ပါတယ်ရှင်။ ဒီနေ့စံသားကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို professional point of view ကရော personal experience တွေရောပါပြပြစုံစုံနဲ့ဆွေးနွေးတော့တွားပေးကြတယ်ဆရာဒေါက်တာချန်းချင်းကျော်နဲ့အတူဆရာမဒေါက်တာဝင်းလဲဖြူကိုလည်းကျေးဇူးထူးပဲတင်ရှိပါရယ်ရှင်ဒီနေ့စကားဝိုင်းလေးကိုအချိန်ပေးပြီးနောက်ထောင်ပေးကြတယ်ပေးသက်ကြီးအနေနဲ့လည်းပဲဒီစံသားကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုနေထိုင်ရမလဲဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြပြစုံစုံသိရှိသွားလိမ့်မယ်လို့မျှော်လင့်ပါရယ်ရှင်အားလုံးကျေးဇူးတင်ပါရယ်ရှင်